ဟင်းသီးဟင်းရွက်အောက်ခြေပိုင်းတွေကိုလုံးဝမလွတ်ပစ်ပါနဲ့ဒါရီကိုပြန်စိုက်ပြိုးကြည့်ရင်ဘာဖြစ်လာမလဲပထမဆုံးပန်းကော်ဖီကိုဆန်းသက်ကြည့်ကြရအောင်ပါဒါနဲ့ပန်းကော်ဖီရဲ့အောက်ခြေကိုညင်ညင်ညာဖြတ်ပြီးတော့ဖန်ခွက်ထဲမှထည့်ထားမယ်အောက်ခြေနဲ့ရည်ထည်အောင်ထားပါမယ်ဘေဘက်ပေါ်တောင်းကအချိန်ကြီးတရပီတရကုံဆုံးသွားပြီဖန်ခွက်ထဲကရည်တွေကိုပန်းကော်ဖီကဆုပ်ယူတယ်ရှိရမြောင်းနေမှာပန်းကော်ဖီကောင်းကအန်ဩစရာကောင်းလောက်အောင်မဖြူအောင်မြစ်တီအများကြီးထွက်လာ ರೀ သူတို့ကမျက်စိနဲ့မြင်ရတဲ့အချိန်မှာပပက်လေးကိုဝိုင်းလိုက်ဖြာထွက်လာ ರೀ တချိန်တည်းမှာပဲအပေါ်ပိုင်း US နေရာဒီမှာလေးအရွယ်တိတိလေးတွေအစ်စ်ထွက်လာပြီးဒါမှမဟုတ်ရည်ကြီးမှာအဟာရဓာတ်မရှိပါဘူးဆက်ရှိအမြောင်းနေမှာအဟာရဓာတ်ပါရင်မြေကြီးထည့်ထားတဲ့အိုးလေးကိုပြောင်းဆိုင်ဖို့ဆုံးဖြတ်လိုက်ပြီးရည်ကနေမြေကြီးကိုပြောင်းလိုက်တော့ဗန်ခေါ်ပြီးခေါင်းကအာယုံခံမိတယ်လို့ပါပဲပုံမှန်ဆိုရင်အရွယ်တိတိလေးတွေဟာမြင်းမြန်ဆန်ဆန်ကြီးထွားလာပြီးတော့ပူချေလာပြီးဒီပင်ကလည်းမြင်းမြန်ကြီးထွားတဲ့အဆင့်ကိုရောက်ရှိလာပြီးအရွက်တွေပုံများလာပြီးတော့ပူချေလာပြီးအစင်းရောင်ကနေအစင်းရောင်ကိုပြောင်းသွားပြီး90ရင်းမြောင်းနေမှာတော့ ဗန်ကော့ဘီရဲ့မပေါ့မရရွက်ဒီဟာပြင်ကားနေအတွင်းကိုတဖြည်းဖြည်းကျစ်လက်လာပြီးတော့ဂျာမန်ပုံစံဖြစ်လာတယ်။ဒီဂျာမန်လေမှာကျစ်လက်တဲ့ရွက်ဒီရွက်စတင်ဖြစ်ပေါ်လာတယ်။အတွင်းပိုင်းကရွက်နှူးတွေဆက်ပြီးတော့ကြီးထွားလာရင်းများရွက်လုံးကတဖြည်းဖြည်းနဲ့ပိုဝိုင်းလာပြီးတော့ပြည်လာတယ်။မတင်မထားတာကတော့ဒါအကိုင်းခဲနှစ်ခုကိုထက်ခွဲပြီးတော့ဗန်ကော့ဘီနှစ်ခုထွက်လာတာပါပဲ။ဖြစ်လိုက်ရင်သုံးမွေနှုတ်လို့ထင်ရတဲ့ဗန်ကော့ဘီကောင်းတလုံးဟာတရား6ရက်စိုက်ပျိုးပြီးထက်ပြီးတော့ရိတ်သိမ်းလို့ရနိုင်တာကိုတွေ့ရပါတယ်။အရင်စိတ်ဝင်စားဖို့ကောင်းနေလို့မထင်ဘူးလား။နောက်တစ်ခုနေမုံလာအုံးကြီးကိုဖျက်ကြည့်ကြရအောင်။ သွားကြထုတဲ့အုံချောင်းကိုမုံလာဦးနီမှာထိုးပြီးတော့ဖန်ခွက်ပေါ်တင်ထားမိရေကိုအပြည့်ထည့်ထားပါမိဒုတိယနေ့မှာရေဒီမုံလာဦးနီခေါင်းကနေဆုပ်လာရင်ရေမျက်နှာပြင်ကတပြေးပြေးကျဆင်းလာနေမြအပေါ်ပိုင်းကအရွက်အဖူးတစ်တီထွက်လာရင်အရွက်ဒီပိုကြီးလာပြီးတော့ပုံမြင့်လာရင်ရင်ငွေပြန်လာကြောင်းမုံလာဦးနီကရေကိုမြင်မြန်ဆုပ်လာရင်ဒီချိန်မှာတော့အောက်ချီကိုရေထီအောင်မကြာခဏထိတ်ပေးဖို့လိုလာရင်ဒီလိုရေစိုက်ပြိုးတာကမုံလာဦးနီပင်ကိုအလားစိုက်ပင်ဖြစ်နေထားလို့လည်းအဆင်ပြေတယ်ဒါပေမဲ့မြေကြီးထဲမှာစိုက်ပြိုးရင်ရောမုံလာဦးနီထွက်လာနိုင်သလားဆိုတော့ကျွန်တော်သိချင်တယ် ။ဒါကြောင့်ရဲနစ်စေးကြပြီးတော့အဖြူရောင်မြေလေးတွေထွက်လာတဲ့အခါမှာဟာရမြေကြီးအပြည့်ထည့်ထားတဲ့ဖောက်တွင်းမြေရဲပန်းဦးတွေကိုပြောင်းဆိုက်လိုက်တယ်။ဒီလိုလုပ်တော့မြေကြီးအောက်ပိုင်းကြီးထွားလာမှုကိုပို့ပြီးတော့ကောင်းကောင်းလေးလာနိုင်တယ်။မြေကြီးထဲမှာမြုပ်ထားတဲ့မော်လောင်ဦးနီကောင်းကအာယုံခံမိတယ်လို့ရဲနှင်းငယ်တွင်းမှာပဲအမြင့်တီအများကြီးထွက်လာပြီးအမြင့်ကွရဲ့ကြီးတစ်ခုဖြစ်နေမြေကြီးထဲကိုလေးဘက်လေးတန်းဖြာထွက်သွားပြီးအမြင့်ကွရဲ့ကမော်လောင်ဦးနီပင်ကိုခိုင်မာတဲ့အထောက်ပံ့ပေးတဲ့ပြင်မြေကြီးတွေကဟာရတက်တီနဲ့ယူလေလုံလောက်စွာရရှိစေ။ဒီချိန်မှာပင်ကလေးမြင်မြန်ကြီးထွားတဲ့အဆင့်ကိုရောက်ရှိလာပြီး အကိုင်းခဲတိတိဆက်ပြီးတော့ထွက်လာပြီဒိုင်မင်းမြေကြီးအောက်ပိုင်းမှာတော့မုံလောင်ဦးညီရဲ့အရေးအယောင်တော့မတွေ့ရသေးဘူးနောက်ဆုံး63ရက်မြောက်နေ့မှာအသားပါရင်အမြစ်တစ်ခုကတပြေးပြေးဖောင်းလာပြီဒေချာကြည့်ရင်မုံလောင်ဦးညီရဲ့အသားပါရင်မြစ်ကစတင်ကြီးထွားတဲ့အခါမှာအရွက်ကြီးထွားမှုကနေသွားပြီးတော့ဝါလာလာကိုတွေ့ရပြီမုံလောင်ဦးညီမင်းကကြီးထွားနေစမှာအသားပါရင်မြစ်ထဲမှာဟာရာဒီနဲ့ရေတွေအများကြီးတူလောင်ထားပြီဒါမှမကောင်းတဲ့ပတ်ဝန်းကျင်အခြေအနေကိုရင်ဆိုင်နိုင်ပြီးတော့ရှင်သန်နိုင်ဖို့ပါပြီဒီမုံလောင်ဦးညီကောင်းရင်နေတရာမြောက်ကြီးထွားမှုကိုမှတ်တမ်းတင်ထားပြီအပြင်ကိုဆွဲထုတ်ကြည့်ကြရအောင် မော်လောင်းဦးနီအစ်တတွေတကယ်ထွက်လာတာမှန်နေအရေးအတွက်လည်းမနေဘူးဒါပေမဲ့သူတို့ရဲ့ပုံသဏ္ဍာန်ကြီးဟာဆမ်းပြီးတော့ရွေစားလေးအရင်သိနေတယ်လीတရုတ်နိုင်ငံရဲ့အမြင့်ပေါ်ပိုင်းကအသားမာပြီးတော့စားလို့မကောင်းပါဘူးဒါပေမဲ့ဖြက်ပြီးရင်တော့လုံးဝမလွတ်ပြပါနဲ့ရီဖန်ဝက်ထဲမှာထည့်ထားလိုက်ရင်9ရက်တောင်မကြာခင်မှာပဲတရုတ်နိုင်ငံခေါင်းရဲ့အလေကနေပြီးတော့အရွက်တစ်တီထွက်လာပြီးအချိန်ကြီးကုန်ဆုံးသွားနေများရှိရဲ့အကြာမှာတော့အရွက်တီဟာတပြည်းပြည်းပွင့်လာပြီးတော့ပိုစိမ့်လာတယ်။တစ်ချိန်တည်းမှာပဲရွက်တစ်တီအပြိုင်ဆိုင်ထွက်လာပြီးတရုတ်နိုင်ငံခေါင်းမှာရှိတဲ့အာဟာရတွေကလည်းကုန်သွားပြီးတော့ဝါပြီးခြောက်လာပြီး ပြိုးပင်ကိုအဟာရပိုပေးနိုင်မှုအဟာရပြည့်တဲ့မြေကြီးတွေကိုပြောင်းဆိုင်ဖို့လိုပါတယ်။ရေလောင်းပြီးတော့ကြီးမားတဲ့တရုတ်နယ်နယ်ရွက်တွေထွက်လာဖို့စောင့်ဆိုင်နေတယ်။ဒိုင်းမဲမနေကေကတော့မျောလင့်ထားတာနဲ့ဆန့်ကျင်ဘက်ပါပဲ။တရုတ်နယ်နယ်ကောင်းမှမြစ်တီထွက်မလာတာကြောင့်မြေကြီးတွေကအဟာရဓာတ်တွေကိုမစုံနိုင်ဘူး။ဒါကြောင့်တင်းထွက်လာတဲ့ရွက်တွေဟာသူ့ရဲ့ကိုယ်ပိုင်အဟာရကိုပဲအားပြုပြီးတော့ရှင်သန်နေရတယ်။အပင်တစ်ခုလုံးရဲ့ကြီးထွားမှုကအရင်နှေးကွေးပါတယ်။ဒီတရုတ်နယ်နယ်မျိုးကတော့အချိန်ကြာကြီးဆက်ရအောင်မယ်ထင်တယ်။ တည်တည်သွားပြီလားစိုက်ပျိုးရေးမှတ်တမ်းကိုလိုက်ကြည့်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့စိုက်ပျိုးနီလန်းတစ်တွေကိုမျှဝေပေးပါမယ်။